မင်္ဂလာပါနန်ជីတောက်လောက်စားမယ်ဒီနေ့နော်နန်ជីတောက်လောက်စားကြမယ်နန်ជីအဖက်ကိုစောမဒီရဲ့အမ်စင်ကွေจับเวียดนามလို့ခေါ်တဲ့ thai လို့လေအာအဲ့ဒီရဲ့ခောက်ဆွဲဖက်ကိုတုံးထားပါတယ်သူရဲ့อืมဒီစင်ကွေจับเวียดนามကိုသူကဆမ်မုံနဲ့ပီလိုပီနမ် ပီလောပီနံမုံနဲ့အဲ့ဒါတွေပဲအဲ့ဒါနဲ့လှုပ်ထားခါကျတော့အာနန်ဂျီဖတ်နဲ့အမ်တူတယ်ပေါ့နော်အာဒီရဲ့စင်ကွေจับเวียดนามဆိုတာဘီယံနံข้าวซွဲပေါ့နော်အဲ့ဒါကိုအာထိုင်းစူပါမားကတ်တွေမှာဝယ်လို့ရပါတယ်ဆောမမက်ခရိုတွေမှာဝယ်ထားတာပါအကယ်လို့ဆုံးတုံးတဲ့ဒီข้าวซွဲဖက်လိုမျိုးမတုံးချင်ဘူးဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာဆိုင်တွေမှာနန်ဂျီဖက်ဝယ်လို့ရပါတယ်နော်အခုနန်ဂျီတုပ်ဖို့လွတ်အပ်တာတွေကတော့ကြက်သားပေါ့နော်ဒါကြက်ရင်အုပ်အသားကိုသုံးထားပါတယ်ပြီးတော့ကြက်တွနီတံပြာတီဒါကြက်တွနီကအနစ်ချက်ဖို့နော်ပြီးတော့နန်နံပင်အတုတ်တဲ့ချိန်မှာသုံးဖို့ပြီးတော့ကြက်ဥအရင်ဆုံးနန်ဂျီအနစ်ချက်ဖို့ကြက်သားကိုအရင်ဆုံးပြုတ်ထားလိုက်မယ် က်သားပြုတ်ဖို့ရှင်နှွေးတည်ထားလိုက်ပါမယ်ရှင်နှွေးပတ်မှပဲကြက်သားကိုထည့်မယ်နော်အခုရှင်နှွေးပတ်သွားပြီဆိုရင်ကြက်သားကိုထည့်လို့ရပါပြီအာဒီရဲ့ကြက်သားပြုတ်တဲ့အိုးတဲကိုစောမှကျဥပါရောပြီးတော့မှထဲပြုတ်မှဖြစ်ပါတယ်။ဘာလို့လဲဆိုစော့မှပဲမုံမရှိလို့ကျဥအနစ်နဲ့ဟွာပဲမုံအစာကျဥအနစ်တုံးပြီးတော့မှတုံးမှနော်။ အခုစေးပြီးသားကြက်ဥကိုဒီရက်ကြက်သားတွေကိုတခါတည်းပြုတ်ထည့်လိုက်မယ်နော်အဲ့ဒါကိုအာ10မိနစ်9မိနစ်လောက်ပဲပြုတ်လိုက်မယ်ကြက်သားအရန်ကြက်စရာမလိုနော်ခဏနေတခါတည်းအတခါပြန်ချက်မှာဆိုလေအခုကြက်သားနဲ့ကြက်ဥကိုပြုတ်ထားတဲ့ချိန်မှာအာကြက်သွနီခွာမယ်အာအနစ်ချက်ဖို့နော်ကြက်သွနီခွာပြီးတော့မှပပလေးလီးထားလိုက်မယ်နော် ကျစ်သွန်းနေရခွာပြီးသွားပြီဆိုရင်ရေဆေးပြီးတော့မှတို့ပပလေးဒီထားလိုက်မယ်နော်အခုကျက်သားနဲ့ကျက်ဦးอ่ะကျက်တလောက်ရှိနေပြီဆိုတော့ဟွာ အနစ်ချက်ဖို့လောက်တော့မယ်နော်အာကျက်သားကိုကျက်သားအနစ်ချက်ဖို့ဆိုမှဒီတိုင်းကျက်သားကိုအချောင်းလေးဖြစ်အောင်လုပ်မယ်နော်อืมဆိုမှစက်သားအရင်ပူတော့လေရေအေးနဲ့နည်းနည်းတော့စီးထားအမ ခြွေတဲ့အချိန်မှာမပူတာလေနော်အဲ့ဒါဆိုစက်သားခြွေထားလိုက်မယ်အခုစက်သားရသွားပြီဆိုရင်အနစ်ချက်ဖို့စလုပ်တော့မယ်အနစ်ချက်ဖို့ဒဲအိုးပူလာပြီဆိုရင်စီထဲလိုက်မယ်စီထဲပြီးရင်စက်တွန်နီကိုထဲလိုက်မယ်နော်စက်တွန်နီထဲကြော်လိုက်မယ်ဆုံးဒဲအိုးရံပူရဲနေတော့လန့်သွားတယ် ြီးတော့ဆောမစနွဲမုံနည်းနည်းထဲမယ်เนาะအယောင်တင်မုံရှိရင်တော့အယောင်တင်မုံထဲချင်လို့ရပါတယ်ဒါပေမဲ့ဆောမအယောင်တင်မုံမသုံးတော့အယောင်တင်မုံမထဲတော့ဘူးစက်သွနီကိုအရင်ဆုံးနှွမ်းအောင်ရင်ထားပြီးเนาะအာအကယ်လို့စက်သွနီကနှွမ်းလာပြီးဆိုရင်စက်သားဖက်ထဲလို့ရပါပြီအရာတာအတွက်စားနဲ့အချို့မဟုတ် င်းချင်းချိန်ပြီးထဲကြအောင်เนาะအရာတာလည်းဖြည့်ပြီးတော့ပြီးပြီးတော့စက်သားတွေလည်းစက်ပြီးဆိုရင်တော့တော့ချလိုက်ပါတော့မယ်အနစ်ကချက်ပြီးတော့ပြီးဆိုရင်တော့ခောက်ဆွဲကိုပြုတ်တော့မယ်ဒီရဲ့ခောက်ဆွဲက10မိနစ်12မိနစ်ထိရင်ွေးပွက်ပွက်စုတဲ့အထဲမှာ10မိနစ်12မိနစ်ထိပြုတ်ထားရပါမယ်เนาะ ရင်နှွေးပွက်အောင်တည်ထားတဲ့အချိန်မှာဆိုမတီရဲ့ခောက်ဆွဲကိုလေအရင်ဆုံးရေနဲ့အရင်ရေအေးနဲ့အရင်ဆုံးနည်းနည်းစေးချမယ်။တူးမှဟိုခောက်ဆွဲဖက်တီပေါ်မှာလေဆက်မုတ်လီတီပါတော့လေအဲ့ဒါကိုအရင်ဆုံးနည်းနည်းစေးချလိုက်မယ်။ဆိုမတီတထုပ်ရက်တဝက်ပဲပြုတ်မယ်နော်။တူးပြောထားတဲ့အတိုင်းပွက်ပွက်စုနေတဲ့ရေတဲကို10မိနစ်12မိနစ်လောက်ထိပြုတ်ထားလိုက်မယ်နော်။ဒီခောက်ဆွဲပြုတ်နေတဲ့အချိန်မှာစက်ဥခွာထားလိုက်မယ်နော်။ကဲစက်ဥခွာလို့ပြီးပါပြီ။ ပြီးတော့နနံပင်နဲ့တံပြာတီစက်တွနီတွေကိုလည်းအသင့်တုပ်ဖို့လီးထားလိုက်မယ်နော်အကောင်လုံးလီးပြီးသွားပြီဆိုရင်နန်ကြီးတုပ်ဖို့အတက်မယ်နော်အခုနန်ကြီးဖက်ပြုတ်ထားတာအချိန်စီသွားပါပြီအဲဆိုရင် အခုနန်ကြီးဖက်ကိုစစ်ချလိုက်မယ်ခောက်ဆွဲဖက်ကိုစစ်ပြီးသွားပြီဆိုရင် ရေအေးနဲ့နည်းနည်းလေးဆေးပေးလိုက်မယ်နော်အခုနန်ကြီးတုပ်ပါတော့မယ်နော် ကျက်သွန်နီလီထားတဲ့ကျက်သွန်နီအစိမ်းထဲမှာနှစ်နံပင်ပြီးတော့ကျက်ဥကျက်ဥကိုတည်တဲ့သုံးနှလုံးဒီတိုင်းထည့်တော့မယ်เนาะနန်ဂျီဖတ်အနန်ဂျီခောက်ဆွဲနဲ့လေပဲမုတ်အစားအပြီးတော့အတံပြတီညက်သေးမယ်ချင်းချင်းဆက်ဆက်လေးနောက်တော့ညံပြရေးเนาะ ပြန်စက်သားအနစ်ဟုတ်ခနာချက်ထားတဲ့စက်သားအနစ်ကိုထည့်လိုက်မယ်ပြီးတော့ငရုတ်တီးညုတ်တီးအများကြီးပဲဒီလိုအရတာထဲတဲ့ချိန်အလီကိုကြိုက်တဲ့အရတာလေးဖြစ်အောင်တုပ်လို့ရတယ်เนาะဘာလို့လဲဆိုတော့လူတယောက်နဲ့တယောက်အာစားတာငန်နေအပေါ်တွေမတူတော့လीအဲကြောင့်မို့ကိုကိုကိုချင်းချင်းပြီးထဲကြပါလို့ဆုံးကိုရိုင်းအလီဒီလိုမျိုးပြောရအဲ့လိုမျိုးဟိုဟာဗာတဲ့ ืมဒီလိုမျိုးတလောက်တလောက်ထဲပါလို့မပြောတာလीဆုံးကိုယ်တိုင်ကလည်းသူများတောက်တာတွေစားရင်လည်းတအားငန်နာတွေပေါ့တာတွေအဲ့လိုမျိုးဆုံးမခက်မများသူများတောက်တာဆိုတအားငန်တယ်အဲ့လိုမျိုးဆိုဆုံးမစားနိုင်ဘူးအဲ့ကြောင့်မလို့ကိုကိုကိုလှုပ်တဲ့ချိန်မှာအဲ့တိုင်းပဲအကုန်လုံးတောက်နေတောက်မတူတော့လीချင်းချင်းပြီးထဲကြလို့ပဲပြောချင်တယ်နော်အဲတောက်ပြီးတော့မှနည်းနည်းလေးမြည်ကြည့်ပါတော့အကယ်လို့မြည်ကြည့်လို့ကိုရတဲ့ကိုကြိုက်တဲ့အရာဒါဖြစ်ပြီးဆိုရင်တော့อืม ပကံနဲ့ထည့်ပြီးစားလို့ရပြီเนาะဒါမဲ့ဆုံးမမြည်ကြည့်တာတံပြာဒီအချင်းလို့နေတော့အချင်းလေးနည်းနည်းထထဲလိုက်တယ်အဲဆိုတုပ်လို့ပြီးသွားပါပြီအာအရာလားအရန်ရှိတယ်ကိုယ်တိုင်လှုပ်ပြီးတော့ကိုယ်တိုင်အရန်စားကောင်းနေမြည်ကြည့်တာရှယ်ပဲအရာလားလုံးဝပြည့်စုံလိုက်လှုပ်ရလဲလုံးဝမခတ်အောင်เนาะဒီရခောက်ဆွဲလေဒီရ BNN ခောက်ဆွဲဖက်လေကွေကြပ်ကွေကြပ်ဗီယက်နမ်လေ အာဝယ်ပြီးတော့မှအလုပ်ကြည့်နော်နန်ကြီးဖက်ထက်တော့နည်းနည်းဟိုကိုရီးယားစားနေကြနန်ကြီးဖက်ထက်တော့ပို့ပြီးစီးပြီးတော့မှစားကောင်းနေရအဲ့ဒါစမ်းကြည့်ကြည့်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့တက်လဲအားလုံးကိုကျေးဇူးတင်ပါတယ်အာဒီဗီဒီယိုလေးကိုနက်တက်လို့ရှင်လဲ like share subscribe လုပ်ပြီးလို့ရပါတယ်နော်နောက်ဗီဒီယိုတွေမှာလဲစပ်ပြကြမယ်ကျေးဇူးတင်ပါတယ်